ေးစဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့သတင်းအကြောင်းအရာတွေကတော့ကန်ဒိုလာနှစ်တန်းကျော်ဖြစ်ကနမောပန်းမျိုးဆိုင်အမှုလုပ်ငန်းကို FDI ရှောက်ထားဆိုတဲ့သတင်းရန်ကုန်ပြည်ဆိုင်ဥယျာဉ်၌ဘတ်သူစုစည်းပွဲတော်ကျင်းပမည်ဆိုတဲ့သတင်း မန္တလေးရှိစောက်လုံဆဲအဆောက်အုံများတည်ဆောက်မှုခေတ္တရနာထားရမည်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုံအနေနဲ့နိုင်ငံခြားထုတ်ရုပ်ရှင်များအပေါ်တရားရာဂိုင်နှုတ်အခွန်စည်းကြမ်းပြီးဒေါ်နယ်ထရန့်အဆိုကိုနိုင်ငံတကာအတိုင်းဝိုင်းမှာပြစ်တင်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ထမအဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ကန်ထောလောင်နှစ်တန်းကျော်ဖြစ်ကနမပန်းမျိုးစိတ်အမှုန့်လုပ်ငန်းကို FDI ရှောက်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်ကကနမပန်းမျိုးဆိုင်ရမှုလုပ်ငန်းကိုအမေရိကန်ဒေါ်လာနှစ်တန်းကျော်နဲ့နိုင်ငံခြားယင်းသည့်မြုပ်နှံမှု FTI ရှောက်ထားလာတယ်လို့ပြည်내ယင်းသည့်မြုပ်နှံမှုကော်မတီကသိရပါတယ်။အဆိုပါရှောက်ထားတာကိုမြန်မာပြူဝပလန် Extra Company Limited ကပြုလုပ်ခဲ့တာဖြစ်ပြီးဒရိဆန်အစာအသွာသုံးထည်ကနမပန်းမျိုးဆိုင်တွေရဲ့အမှုတွေကိုထုတ်လုပ်တင်ပို့တဲ့လုပ်ငန်းဆောင်ရွက်ခွင့်ပြုဖို့အတိပြုမိတ်ရှောက်ထားတင်ပြလာတယ်လို့ဆိုပါတယ်။ အဲ့ဒီလုပ်ငန်းခါနေနိုင်ငံခြားရှင်းနီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာနှစ်သရမ3.2ခွန်တန်းနဲ့အလောက်အကိုင်းအခွင့်လန်ပြည်တွင်း185ဦးပြည်ပ10ဦးကိုဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့လည်းသိရပါသေး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခုနှစ်ခုရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ16တရမ16သန်းတန်းနဲ့မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း18ခုရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ9တရမ9ခုနှစ်တန်းအပါအဝင်ကျပ်တန်း46236တရမ339ခွင့်ပြုပေးထားခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။ အစိုးပါလုပ်ငန်းတွေကနေရန်ပြည်နယ်အတွင်းလောကာယခွင့်လန်းအနေနဲ့ပြည်တွင်း1533ဦးနဲ့ပြည်ပ68ဦးကိုဖမ်းတီးပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဒုတိယသတင်းတပုံအနေနဲ့ရန်ကုန်ဒရိုင်းဆန်ဦးရင်၌ဘတ်သူစကူဆေးပွဲတော်ကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့မှာရှိတဲ့ရန်ကုန်တရိတ်ဆန်ဥယျာဉ်အတွင်းမှာရှိုးပွဲတွေပြောပြတင်ဆက်တာတွေအပြင်ကျောင်းသုံးနယ်အိမ်သုံးပစ္စည်းတွေပါ ရောင်းချပေးမဲ့ Happy Monsoon and Back to School ပွဲတော်ကိုသုံးရတိုင်းတိုင်းကျင်းပသွားမယ်လို့သိရပါတယ်။ အဆိုပါပွဲတော်ကိုမေလ16ရက်ကနေ18ရက်အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးပွဲတော်အချိန်ကာလအတွင်းတားငယ်သမီးငယ်တွေရဲ့ဘေဘီသဲလန်ရှိုးတွေရှင်းသက်ရှုမောပွဲမျက်လှပ်ပြခွဲတွေ JOY ဖန်ရဲ့တိဂီတာဖျော်ဖြေမှုတွေတင်ဆက်သွားမယ်လို့ဆိုပါတယ် ထာအပြင်ချစ်စရာကောင်းတဲ့ငှက်လိမ်မာလေးတွေနဲ့ဓပုံရိုက်ကူးထောင်းရန်ကုန်စု Education Department ကတရိတ်ဆန်လေးတွေရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ထူးခြားချက်တွေနဲ့အထွေထွေဘဝသူတာတွေကိုဆွေးနွေးပြောပြသွားမယ်တော့ show အစီအစဉ်တွေလည်းပါဝင်သွားမယ်လို့သိရပါသေးတယ်။အစိုးရပွဲတော်ကိုလာရောက်လည်ပတ်ချသူတွေအတွက်လည်းចောင်းသုံးတဲ့လူသုံးကုန်ပစ္စည်းများစားတောင်ဖွဲရများကိုဈေးဆိုင်ခန်းတွေနဲ့ဖွင့်လှစ်ရောင်းချပေးသွားမယ်လို့လည်းသိရပါသေးရှင်။ ဆက်လက်ပြီးမန္တလေးရှိဆောက်လုံဆဲအဆောင်အုံများတိဆောက်မှုခေတ္တရန်နာထားရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးမြို့နယ်၆မြို့နယ်အတွင်းရှိဆောက်လုံဆဲအဆောင်အုံများတိဆောက်မှုခေတ္တရန်နာထားဖို့မန္တလေးမြို့ရုံးစီပင်သားရာရေးကော်မတီမှအတည်ပြုကြေညာထားပါသေး။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်အဆိုပါချောင်းမြို့နယ်အတွင်းရှိဆောက်လုံစဲအဆောင်အုံထွေးရဲ့ပင်မအတိုင်းထွေးပြက်စီးမှုရှိမရှိပြန်လည်စစ်ဆေးဖို့လိုအပ်ထားကြောင်းအခုလိုရနာစေတာဖြစ်တယ်လို့ဆိုပါတယ် တီဆောင်ဆဲအဆောင်အုံထွေးကိုမန်လေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှတရားဝင်ဖွဲ့စည်းထားတဲ့စစ်စေးရေးအဖွဲ့ထွေးနဲ့စစ်စေးပြီးမြို့တော်စီပင်သားရရေးကော်မတီအဆောင်အုံနဲ့ကုံယုံဌာနတို့ပြည်စည်းမှုရှိမရှိစီစစ်တင်ပြချက်အပေါ်မူတည်ကအဆောင်အုံဆောက်လုပ်ခြင်းကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်တဲ့သူဆိုပါထေဒီလိုစစ်စေးရှာမှပင်မအတိုင်းတွေပြည်စည်းမှုရှိပါကဆက်လက်တီဆောက်ခွင့်မပြုဘဲပြန်လည်တီဆောက်ရမှာဖြစ်တဲ့လို့လဲအတိပေးကြေညာချက်မှပါ ှိပြီးဒီအချက်တွေကိုလိုက်နာ ဆောင်ရွက်ခြင်းမရှိပါကတည်ဆဲဥပဒေနီးဥပဒေများအရာရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းဘုံအနေနဲ့နိုင်ငံခြားထုတ်ရုပ်ရှင်များအပေါ်တရားရာဂိုင်းနှုတ်အခွန်စီချမ်းမြီဒေါ်နယ်ထရန့်အဆိုကိုနိုင်ငံတကာအတိုင်းဝိုင်းမှာပြစ်တင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံခြားရုပ်ရှင်များအပေါ်တရားရှာခိုင်နှုန်းအခွန်စည်းချက်ဖို့အဆိုပြုလိုက်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုနိုင်ငံတကာရုပ်ရှင်ထုတ်လုပ်သူများကရှုတ်ချလိုက်ကဒီလိုသတ်မှတ်လိုက်ရင်ကမ္ဘာရုပ်ရှင်ဈေးကွက်ဆုံးရှုံးမှုကြီးမားနိုင်တယ်လို့အမေရိကန်အနေနဲ့ထိခိုက်လာနိုင်တယ်လို့ပြောသွားပါတယ်။ မေလ၄ရက်နေ့ကဆိုရင်ထရန့်ကနိုင်ငံရဲ့ချားမှထုတ်လုပ်တဲ့စကားအလုံးကိုတရားရဂိုင်းနှုတ်အခွန်စီချက်ဖို့ကြေညာခဲ့ရာဘာကြောင့်ဒီလိုသတ်မှတ်ရလဲဆိုတဲ့အပေါ်မေးခွန်းထုတ်လာကြပါတဲ့အဆုံးသတ်ဆုံးဖြတ်ချက်မထွက်ပေါ်သေးပေမဲ့ထရန့်ရဲ့ကြေညာချက်ကတက္ကပလုံးမှအငင်းပွားစရာဖြစ်နေပါသည် ထရန်ကာထောဒီလိုအခွန်သတ်မှတ်ခြင်းဖြင့်အမေရိကထုတ်ရုပ်ရှင်တွေ ထွက်ရှိလာပြီးပြည်တွင်းထုတ်လုပ်မှုအကောင်းလာမယ်လို့ယုံကြည်နေပါသည်ရုပ်ရှင်ဆိုတာကကဘာပေါ်မှာလွတ်လပ်စွာရှင်သန်လှုပ်ရှားရတဲ့အမှုပညာလုပ်ငန်းဖြစ်ပြီးဒီလိုအသားစီးတွေကြောင့်အမေရိကန်ရုပ်ရှင်လုပ်ငန်းတီချာကွဲထွက်နိုင်မဲ့အနေရရှိနေတယ်လို့အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူနတန်နီရယ်ဘွိုက်ကပြောပါတယ်။ တရုတ်ရုပ်ရှင်ဝေဖန်ရေးဂျိုးလီမင်ကလည်းထရန့်တင်ပြတဲ့ရုပ်ရှင်အခွန်စည်းချက်ချင်းဟာအမေရိကန်ပြည်တွင်းရုပ်ရှင်တွေကိုပဲအံပြန်ထိခိုက်စေလိမ့်မယ်လို့သုံးသပ်သွားပါတယ်။အမေရိကန်ရုပ်ရှင်တွေဟာ အခြားနိုင်ငံပေါင်းများစွာနဲ့ပူးပေါင်းရှိုက်ကူထုတ်လုပ်ကြတာဖြစ်တာကြောင့်အမေရိကန်တွေပဲနစ်နာရှာလိမ့်မယ်လို့ပြောပါတယ်။ ရှင်ကျင်းမှုဖလှယ်ခြင်းအတွက်အရေးပါတဲ့ပေါင်းကူတစ်ခုဖြစ်တဲ့ရုပ်ရှင်အမှုပညာဟာနိုင်ငံတကာပူပေါင်းဆောင်ရွက်မှုအပေါ်မိခိုနေရတယ်လို့ကျွမ်းကျင်သူများကဆိုပါတယ်။ရုပ်ရှင်အတိုင်းဝိုင်းတွေဟာနိပညာပိုင်းနဲ့အရေးချင်းပိုင်းမှာလွတ်လပ်စွာအဆင့်မြင့်ထွက်ပေါ်လာချတာကြောင့်တနိုင်ငံထဲကပဲပိတ်ဆို့တတ်မှန်နေလို့မရတော့ကြောင်းအမေရိကန်ရုပ်ရှင်လောကမှာအပြိုင်ဆိုင်နေလာနိုင်ကြောင်းဂျိုးလီမင်းကပြောပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါချေကြီးစုအားပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမခါတော်မြောင်မိုးထပ်ပါ thank you